ားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့ထင်းသက်သေးပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကရွာတရွာမှာဥပညာဆိုတဲ့အဖိုးတယောက်ရှိတဲ့အဲ့ဒီအဖိုးအိုဟာသူ့ပိုင်တဲ့ယာကင်းထဲမှာအလုံးလောက်ကင်ပေါ်မောင်ချိုနဲ့မောင်ပိုဆိုတဲ့လူငယ်လေးနှစ်ယောက်ကိုခေါ်ပြီးခိုင်းတာပေါ့ကွယ်တနေ့အဖိုးအိုဟာမောင်ချိုနဲ့မောင်ပိုကိုခေါ်ပြီးပြောတာပေါ့မောင်တို့နှစ်ယောက်တော့အုပ်ကြီးတွေကထင်းကျောက်တွေကိုရှာဖွေပြီးယူဆောင်ပေးပါအဖိုးအိုရဲ့ခိုင်းစေ င်မှုကြောင့်မောင်ချုံနဲ့မောင်ဘိုဟာစားစရာရိတ်ခါရုပ်တွေကိုယူဆောင်ပြီးတောအုပ်ကြီးထဲမှာထင်းရှားဝေတာပေါ့ကွယ်မောင်ချိုကတော့ကြိုးစားပြီးရှားဝေလို့ထင်းတွေအများကြီးရပေမဲ့မောင်ဘိုကတော့နည်းနည်းပဲရတဲ့ဒီတော့မောင်ဘိုကတငယ်ချင်းမောင်ချိုငါထင်းရှားဝေလို့နည်းနည်းပါးပါးပဲရတာကိုတွေ့ရင်အဖိုးကဆူတော့မယ်ငါကိုကူညီပါအောင်လို့ပြောတာပေါ့ဒီတော့မောင်ချိုကတငယ်ချင်းစိတ်မညစ်ပါနဲ့ငါရှားဝေလို့ရတဲ့ထင်းကိုတ တဝက်ခွဲပြီးယူပါလို့ပြောပြီးမောင်ပို့ကိုကူညီလိုက်တဲ့။မောင်ချုံနဲ့မောင်ပို့ဟာရှာဖွေလို့ရလာတဲ့ထင်းစည်းတွေကိုထမ်းပြီးအဖိုးအိုစီကို ပြန်လာခဲ့တဲ့။အဖိုးအိုကမောင်ချုံနဲ့မောင်ပို့တို့ရှာဖွေလို့ရတဲ့ထင်းစည်းတွေကို တွေ့ရလို့သဘောကျသွားတာပေါ့။ အဲ့ဒီလိုနဲ့ရက်အတန်ကြာတဲ့အထိမောင်ချိုဟာနေ့စဉ်ရှာဖွေလို့ရလာတဲ့ထင်းတွေတဲကတဝက်ကို မောင်ပို့ကိုခွဲပြီးပေးနေရတော့ငွေချင်းမောင်ပို့ဟာငါရလာတဲ့ထင်းတွေကိုပဲတဝက်ခွဲပြီးယူနေတာထူးခြားနေတယ်။ငါစုံစမ်းမှဖြစ်မယ်ဟုတွေးကမောင်ချိုက မောင်ပို့နောက်ကိုလိုက်ပြီးကြည်တာပေါ့ကွယ်။မောင်ပို့ဟာထင်းတွေအများကြီးရှာဖွေနိုင်လို့ရပေမဲ့မရှာဖွေပဲသပင်အောက်မှာအိတ်နေတာကိုတွေးလိုက်ရတဲ့။ဒီတော့မောင်ချိုက တငယ်ချင်းမောင်ဖို့ထင်းတွေအများကြီးရှာဖွေလို့ရနိုင်ပေမဲ့မရှာဖွေပဲဘာကြောင့်အိတ်နေရတာလဲဒီတော့မောင်ဖို့ကတငယ်ချင်းမောင်ချိုးငါမရှာဖွေလဲထင်းတွေရနေတာပဲမဟုတ်လားလို့ပြောလိုက်တဲ့ဒီတော့မောင်ချိုးလည်းစိတ်ပြတ်သွားပြီးရှာဖွေလို့ရတဲ့ထင်းတွေကိုမောင်ဖို့ကိုခွင့်မပေးတော့ပဲ ရွာကိုပြန်သွားတဲ့မောင်ပေါ်လဲမောင်ချိုးစီကထင်မရတာမို့သူရှာဖွေလို့ရတဲ့ထင်းနဲ့ပဲပြန်ခဲ့တာပေါ့ကွယ်ရွာပြန်ရောက်တဲ့အခါရှာဖွေခဲ့သောထင်းစီကို ကြည့်ပြီးအဖိုးအိုက ပြောတာပေါ့အမောင်ရှာဖွေလို့ရတဲ့ထင်းစီကမောင်ချိုးရလာတဲ့ထင်းစီထဲနေပါနေပါသလားဘာကြောင့်နေပါနေရသလဲအဖိုးအိုရဲ့အမေစကားကိုကြားတော့မောင်ပေါ်ကအဖိုးခမကျွန်တော်စူးစမ်းပြီးရှာဖွေပါတော့လဲနေပါစွာပဲရရှိနိုင်ပါ ါတယ်အများကြီးရအောင်ရှာဖွေပါမယ်လို့အဖိုးအိုကိုပြောလိုက်တဲ့ဒီတော့အဖိုးအိုကအမောင်တို့နှစ်ယောက်ထဲကထင်းပုံမိုးရှာဖွေနိုင်သူကိုအသက်ပြတရားပေးမယ်လို့ဂလိပြုလိုက်တာပေါ့အဖိုးအိုရဲ့ဂတိစကားကိုကြားတဲ့အခါမောင်ချုံနဲ့မောင်ပိုလည်းဝမ်းသာပြီးတောအုပ်ထဲကိုထင်းရှာဖွေဖို့သွားကြတာပေါ့ကွတောအုပ်ထဲကိုရောက်တော့မောင်ပိုက တငယ်ချင်းမောင်ချိုငါထင်းတွေအများကြီးရှိတဲ့နေရာကိုတွေးခဲ့တဲ့သွားရှာကြစို့လို့ပြောလိုက်တဲ့မောင်ချိုဟာသဘောကျပြီးမောင်ဘိုးရဲ့နောက်ကိုလိုက်ခဲ့တာပေါ့မောင်ဘိုးဟာမောင်ချိုနဲ့အတူထင်းရှာဖွင့်ရင်တွေးမိသားတာပေါ့ကွယ်တငယ်ချင်းမောင်ချိုဟာငါထက်ထင်းအများကြီးရှာဖွင့်နိုင်သူဖြစ်လို့အဖိုးပေမဲ့အသက်ပြတဲ့ရာကိုရရှိမှာမလွဲဘူးငါရအောင်ကြံမဖြစ်မဲ့ မောင်ချိုကတော့မောင်ပို့ရဲ့စိတ်ထဲကအကြံကိုမသိပဲစူးစားပြီးထင်းတွေရအောင် ရှာဖွေတာမို့အများကြီးရခဲ့ပေမဲ့မောင်ပို့ကတော့နည်းနည်းပဲရတဲ့မောင်ပို့ဟာငါရှာဖွေလို့ရတဲ့ထင်းကနေပါတော့အသက်ပြတရားရဖို့လမ်းမမြင်ဘူးလို့တွေးပြီးမောင်ချိုကိုခေါ်ကတငယ်ချင်းမောင်ချိုငါရှာလို့ရတဲ့ထင်းကနဲနေလို့ဒီရှိုကြီးထဲမှာထင်းတွေရှိမရှိကြည့်ပေးပါလို့ပြောလိုက်တဲ့မောင်ချိုရှိုကြီးထဲကိုထင်းရှာဖို့ နေတော့မှာပဲ မောင်ပေါ်ကတွန်းချလိုက်တာပေါ့ကွယ်မောင်ပေါ်ဟာမောင်ချိုရှာဖွေထားတဲ့ထင်းစည်းကိုထမ်းပြီးရွာကိုပြန်ရောက်တော့အဖိုးအိုကိုပြလိုက်တဲ့အဖိုးအိုကမောင်ပေါ်ရဲ့ထင်းစည်းကိုကြည့်ပြီးအမောင်ရှာဖွေထားတဲ့ထင်းစည်းကကြီးမားပါလားမောင်ချိုပဲမှာလဲလို့မေးလိုက်တဲ့ ဒီတော့မောင်ပိုက အဖိုးခင်ဗျာကျွန်တော်ထင်းရှာဖွေပြီးမောင်ချိုကို အချင်းချင်းဩခေါ်တော်လဲထူးထူးတံမကြရ၍ပြန်လာခဲ့ခြင်းဖြစ်ပါတယ်လို့ပြောလိုက်တဲ့ဒီတော့အဖိုးအိုက မောင်ရင် အခုရှာဖွေလာတဲ့ထင်းစီဟာမောင်ရင်ရဲ့ထင်းစီအစ်စ်မဖြစ်နိုင်ပါ အဖိုးအိုရဲ့စကားကိုကြားတော့မောင်ပိုက အဖိုးထင်တယ်လို့မဟုတ်ပါကျွန်တော်စူးစမ်းပြီးရှာဖွေလာတဲ့ထင်းအစ်စ်ဖြစ်ပါတယ်လို့ပြောလိုက်တာပေါ့ဒီတော့အဖိုးအိုက အမောင်အဖိုးအိုကိုလင်ညာချင်းအမို့မပြုတ်လို့တဲ့မှာအမောင်လို့နဲ့ရောက်ထင်းရှားဝေတိုင်းအဖိုးလိုက်ပါပြီးကြည့်ရှုနေပါတယ်အမောင်ဟာစိတ်ဓာတ်မယိုးဖြောင်ပဲအသက်ပြာရလို့ဇောနဲ့တငယ်ချင်းကောင်းကို ပြစ်မှားခဲ့တာ အမှန်ပဲဒါပေမဲ့စိတ်ကောင်းရှိတဲ့မောင်ကျိုဟာအသက်မသေးခဲ့ဘူးဟောဒီထင်းစီမှာခြိထားတဲ့အဝိဆာဟာမောင်ချို့ရဲ့ထင်းစီဖြစ်ကြောင်းကိုတက်သေးပြနေပါတယ်လို့ပြောဆိုတာပေါ့ကွဒီတော့မောင်ပေါ်လဲအဖိုးအိုစကားကို မငင်းတာပဲဝင်ခံလိုက်တော့တဲ့အဖိုးခမကျွန်တော်မကောင်းတဲ့စိတ်ဓာတ်ကိုဖယ်ရှားပြီးအလုပ်ကိုစူးစမ်းလုပ်ကင်ပါမယ်လို့ကတိပြုလိုက်တာပေါ့အဖိုးအိုလည်းမောင်ဖို့ရဲ့ကတိစကားကြောင့်လောက်ကင်စားတော့ဖို့အတွက်အသက်ပြတရားပေးလိုက်တဲ့မောင်ချိုးကိုတော့စိတ်ထားကောင်းပြီးလုံးလဝရိယရှိလို့အဖိုးအိုကယာတခင်ပေးလိုက်တဲ့မောင်ချိုလဲအဖိုးအိုပေးတဲ့ယာခင်မှာလောက်ကင်စားတော့သွားတာပေါ့ကွယ် ပုံမြင်လေးရတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ channel လေးကိုလည်း like and subscribe လေးလုပ်သွားကြပါအောင်ရှင်